ကဲတော့ကျွန်တော်ညီကိုမွန်တော်မများအားလုံးပဲမေလ9ရက်နေ့ရဲ့မနက်ပိုင်းတင်ဆက်မှုလေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီနေ့ဒါကျွန်တော်ဒီမနက်ပိုင်းအတွက်စစ်ရေးတည်င်းလေးတွေနဲ့ဒီနောက်မှာဟိုဘတ်အော်တန်ဇာရက်ကွာကောင်းလေးခွေချင်းချင်းကန်းနေကြုံနဲ့အာမေယာကြလို့အခုဆိုရင်တော့တယောက်နဲ့တယောက်အမှုတွေဖွင့်နေကြတဲ့အနေထားကိုရောက်လာပြီပေါ့နော်။အဲတော့ဒီကောင်တွေရဲ့ခွေကြိုက်ပွဲလေးကလည်းဘလောက်ထိကိုရေချိန်မြင့်နေပြီလဲဆိုတာကျွန်တော်သွားပြီးတော့ကြည့်လိုက်အောင်ညာ။ကဲတော့ပထမဆုံးကျွန်တော်စစ်ရေးတည်င်းလေးထဲကဒါကျွန်တော်ဖတ်တီတို့ဘက်ကတည်င်းကောင်းလေးကတော့ ကရင်ပြည်နယ်ကြုံတုံးမြို့နွားကြံကုန်းကျေးရွာအနီးမှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်တပ်စစ်ကြောင်းတိုက်ခိုက်ခြေမုံခံရတဲ့အတွက်ကြောင့်ဒုတက်ရင်မှုအပါအဝင်အယောက်30ခန်းသေဆုံးခဲ့တယ်လို့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ကမနေ့ကသတင်းထုတ်ပြန်လာပါတယ်ပြီးခဲ့တဲ့ဧပြီလ30ရက်နေ့ကကြုံတုံးမြို့နွားကြံကုန်းကျေးရွာအနီးကိုအင်အား90ဝန်းကျင်လောက်နဲ့စစ်ကြောင်းထိုးလာတဲ့အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်တပ်နဲ့တော်လိုင်းအင်အားစုပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲကြားချိန်၃နိုင်လောက်ဖြစ်ပွားခဲ့တဲ့အတွင်းအကြံဘတ်စစ်ကောင်စီရဲ့အမှတ်၄၂၃ချေမြန်တက်ရင်ကဒူးတက်ရင်မှုဘုံမှုစိုးမင်းထက်အပါဝင်တက်ကြက်အရာစီးနဲ့တက်တာအယောက်၃၀တေဆုံးခဲ့တယ်လို့သိရပါတယ်တော်လင်းအင်အားစုပူးပေါင်းတပ်ဖွဲ့တွေရဲ့တက်ခတ်ချိန်မုံမှုတွေရောအထိနာသွားတဲ့အကြံဖတ်စစ်ကောင်စီစစ်တပ်ကစစ်ကြောင်းပြတ်ပြီးတော့နောက်ပြန်ဆုတ်သွားတယ်လို့မွန်ပြည်လူမျိုးရေးတက်တော့ MLA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ကဲတော့အခုနောက်ပိုင်းဆိုရင်ဒါကျွန်တော်မွန်ကြီးတို့ကလည်းတက်တက်ကြွကြွနဲ့စိတ်ရည်တွေဖော်ဆောင်လာတာကိုဒါကျွန်တော်တွေ့နေရပြီပေါ့နော်ကဲတော့ဒုတိယကျွန်တော်ဒူဝါကြီးတို့ဘက်ကတည်င်းကောင်းလေးကလည်း ကချင်ပြည်နယ်ဗမော်မြို့တိုင်းတပ်ဖွဲ့တွင်ဖမ်းမိခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်မိသားစုဝင်တွေပါဝင်တဲ့စစ်တပ်ပံ160ကျော်ကိုတပ်ဖွဲ့ဖြစ်ပေါ်ရမြို့အတွင်းကနေမြို့အပြင်ဘက်သို့ခေါ်ထုတ်နိုင်ပြီဖြစ်ကြောင်းကချင်စစ်ရဲ့တရင်ရင်မြစ်တချို့နဲ့ခရိုင်ရင်တရင်ရင်မြစ်တချို့ကပြောဆိုလာပါတယ်။ဧပြီလ25ရက်နေ့မှာအမှတ်27စစ်စင်ရေးကုကယ်မှုဌာနချုပ်အပါဝင်ဗမော်မြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီလက်ကျန်တပ်ရင်နေရာတွေကိုခရိုင်ရင်မဟာမိတ်ပူးပေါင်းတပ်တွေကထိုးစစ်ဆင်ခဲ့ရမှာတော့ဧပြီလ29ရက်နေ့မှာတပ်မိသားစုဝင်တွေပါဝင်တဲ့စစ်တပ်ပံတွေကိုဖမ်းမိခဲ့တယ်လို့ဆိုထားပါတယ်။ ဗမာမြို့ညောင်ပင်ရက်ကွက်မှာဧပြီလ29ရက်နေ့ကလက်နက်ချတာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်မိတားစုဝင်နေတဲ့ရဲဘော်ရဲမေ160ကျော်ကိုမြို့ပြင်ခေါ်ထုတ်ပြီးစီးပြီးဖြစ်ကြောင်းကချင်စစ်ရဲတရင်မြစ်တအုပ်ကလည်းမနေ့ကဧပြီလ10ရက်နေ့မှာလူမှုကွန်ရက်စာမျက်နှာတွေမှာရေးသားခဲ့ပြီး KIA နဲ့ပူးပေါင်းတပ်တွေကစာကက21အတွင်းဆက်လက်တက်ဝဲဝင်နေကြောင်းလည်းအသိပေးထားပါဗျာ။ ကဲတတိယကျွန်တော်မကွေးတိုင်းဘက်ကသတင်းကောင်းလေးကလည်းမေလ၄ရက်နေ့မှာမကွေးတိုင်းဆလင်းမြို့နယ်အတွင်းသို့ရောက်ရှိနေတဲ့အင်အား၁၀၀ကျော်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကဆင်ပြူကျွမြို့ငန်တပန်ဘက်ကနေပြီးတော့ချောင်းဖြူရွာထွက်လေဥပတ်ကိုစစ်ကြောင်းထိုးလာစဉ်တော်လိုင်းတက်တွေနဲ့တက်ပွဲဖြစ်ပွားခဲ့ပြီးအဲ့ဒီထိတွေ့တက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးကစစ်ဦးထပ်မင်းနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့တက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ဘက်မှအထိနာသွားကအဲ့ဒီနေ့ညနေပိုင်းမှာပဲပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါဗျာ။ ဒါအပြင်လည်းမေလ9ရက်နေ့မှာအဲ့ဒီအကြံဖတ်စစ်တပ်စစ်ကြောင်ကိုတော်လိုင်းတပ်ဖွဲ့တွေကထပ်မံအင်အားဖြစ်တင်ပြီးနေဗူဒန်ရွာနဲ့ကုတ်ကူဒန်းရွာဘက်မှာထပ်မံတိုက်ခိုက်ခဲ့ပြီးအကြံဖတ်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုတွေရှိပေမဲ့လည်းအရေးအထွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။နောက်ထပ်ဒီစကိုင်းတိုင်းဘက်ကတည်င်းကောင်းလေးကလည်းပြီးခဲ့တဲ့မေလ9ရက်နေ့မနက်7:00နာရီခွဲအချိန်ခန့်မှာစကိုင်းတိုင်းစကိုင်းမြို့ကန့်တလူရွာအနီးဆက်ကြီးကောက်ဖို့ထွက်လာတဲ့ပူစောထီတွေနဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာတော့အကြံဖတ်စစ်ကောင်စီတပ်သား3ဦးသေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ Generation Z Power ကသတင်းထုတ်ပြန်လာပါတယ်။ကဲတော့နောက်ဆုံးအနေနဲ့ကတော့အချမ်းဘတ်စစ်ခွေတက်နဲ့ပေါင်းပြီးတော့ပြည်သူတွေကိုနှီးမျိုးစုံဒုက္ခပေးနေတဲ့ပြူစောတီစောလိုင်ကအချမ်းဘတ်စစ်တပ်ရဲ့တောက်တိုင်လည်းဖြစ်ပြီးသူကိုယ်တိုင်ပြူစောတီအဖွဲ့တွေဝင်ရောက်ကပြည်သူတွေကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေသူဖြစ်ကြောင်းသိရတဲ့အတွက် မေလ၁ရက်နေ့မွန်းလယ်၁၂နာရီခန့်အချိန်မှာပဲခူးတိုင်းနတ်တလင်းမြို့နယ်ကျွန်းလင်းပင်ကြေးရွာမှာနေထိုင်တဲ့အကြမ်းဖက်စစ်တပ်သတင်းပေးပူစောတိစောလိုင်ကိုနက်စီတီတပ်ဖွဲ့နဲ့ BIA အဖွဲ့တို့ကပြစ်ခတ်တိုက်ခတ်ခဲ့ရမှာတော့ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်းသိရပါဗျ။အဲတော့နောက်ဆုံးတော့လည်းသူတို့ဒီအကြမ်းဖက်စစ်ခွေတက်ထရကောင်နေနဲ့သူတို့ရဲ့တောက်တိုင်ရဲ့သွာလန်းကတော့ငရဲပြီပဲဖြစ်ပါတယ်နော်။ကဲတော့ဒီမနက်ပိုင်းအတွက်တင်ဆက်ပေးခဲ့တဲ့သတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲ။ဒီနောက်မှာပထမဆုံးကျွန်တော်အင်းတော်မြို့တိုင်းတိုက်ပွဲမှာ ခုနှစ်လကြာစစ်ရေးတာဝန်ထမ်းဆောင်ပြီးပြန်လာတဲ့ပခုတ်ကူခရအမှတ်စစ်တပ်ရင်မှရဲဘော်တွေကိုပြည်သူတွေကဘယ်လိုတွေတောင်းတောင်းဖြတ်ဖြတ်ကြိုးစားထားလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည်လိုက် ဒါကျွန်တော်ပြည်သူတွေရဲ့နှွေးထွေးမှုကတော့အားလုံးတွေးကြတဲ့အတိုင်းပါပဲအဲ့တော့ဒီအင်တော်မြို့သိမ်းတက်ပွဲအတွင်းကြာဆုံးခဲ့ရတဲ့ဒါကျွန်တော်ရဲဘို့ကိုလည်းဒါကျွန်တော်ဒီနေရာနဲ့အလေးပြုပါတယ်ခင်ဗျာကဲလာပါပြီဟိုဘတ်အောက်တန်ဇာရက်ကောက်အကောင်နေတကောင်နဲ့တကောင်ကြိုက်တာအားမရလို့အခုဆိုရင်တယောက်နဲ့တယောက်အမှုတွေဖွင့်နေရတဲ့အနေအထားကိုရောက်လာပြီဆိုတော့တို့ရဲ့ခွေးကြိုက်ပွဲရေရင်ကဘလောက်ထိမြင့်တက်နေပြီလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်ရအောင်ခင်ဗျာ ဘောခိုင်ဖြစ်ပါတယ်ဒီကနေ့2025ခုနှစ်မေလဒီကောင်မတရားဆွဲတာကိုမိမအပေါင်းနဲ့ပြည့်စုံတဲ့နေ့ကလေးပေါ့ရှင်ကျမဒီရက်ကမှပျောက်သွားလို့ကျမရဲ့မိဘပြည်သူတွေညီကောင်မတို့မတွေအစိုးရစိတ်တွေနဲ့စိတ်ပူပူရှိနေကြတာဟုတ်လားကျမစီကိုဖုန်းနေဆက်ပြီးတော့မျိုးမျိုးသတင်းမေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရရှိပါတယ်ဟုတ်လားအခုကျမရဲ့မိဘပြည်သူတွေအရန်ကိုမျောလင့်စောင့်စားပြီးတော့မျောလင့်တကြီးနဲ့အရန်ကိုစောင့်စားနေကြတဲ့ပွဲလေးอืมခွေးကပွဲကျမတရားဝင်အတိပေးကြော်ညာပါတော့မယ်ဟုတ်လား why and simple is like you do အကောင့်ပိုင်ရှင်ဖြည့်ကံဘဝနဲ့မုန်းခံလူသားတတော်အကောင့်ပိုင်ရှင်အိုဇော်ဖုံဟိန်းဒီကျမအာဘုံတိတ်ခါကိုထိခိုက်စေတယ်ချိန်ချောက်တယ်နော်မတိုင်းမှာတတ်မကျင့်သွားဘူးကျမရဲ့တပုံလေးကိုကျမရဲ့တပုံလေးကိုပြပြီးတော့ကျမရဲ့ဂုံတိတ်ခါကိုထိခိုက်စေတယ်အပြုမှုအပြောဆိုတွေကျမကိုမယိုင်းဆဲဆိုစွာနဲ့ပြုတ်လုပ်ခဲ့သည့်အတွက်ကြောင့်နော်ဆက်သွယ်ရေးဥပဒေပုံမှန်66ဂါကြီးကနဲ့ ဒီကနေ့၈ရက်9လ2025နော်တောင်တကုံမြို့နယ်ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်မြို့မရစခန်းမှာပပနံပါတ်35ရှင်မြင်းဆောင်2025စက်သရေဥပဒေပုံမှ66ဂါကြီးဖြင့်ကျမတရားဝင်ဥပဒေနှင့်အညီတရားစွဲဆိုမှုပြုခဲ့ပြီးပါပြီအဲ့တော့ခွေကပ်ပွဲဥပဒေနဲ့အခုလိုတရားစွဲလိုက်ပြီဆိုတော့ဟိုကောင်ဇော်ဘုံဟင်းကလည်းဒီတရားစွဲဆိုမှုမှာပြန်ပြီးတော့သူ့ဘက်ကခြေပနိုင်ရင်တော့ ီကောင်မမမိုးခန့်တို့ဘဝကကိုကိုဘဝကိုတွေးဆိုပြီးတော့ဘလိုဒီပါချင်းချောက်ပြထားအောင်မလဲဆိုတာကြောင့်ဆက်ပြီးတော့ကြည်လိုက်အောင်ညာဒီဒီကျွန်တော်အမှုဖွင့်ခံလာတာကျွန်တော်ဒီဒီမွေးနေ့မှာလက်ဆောင်ရတာဆာပရိုက်သူ့ဆဲတယ်ဆိုတာကျွန်တော်ကသူ့နာမည်တက်ပြီးတခေါင်းမှမဆဲခဲ့ဘူးပုံပြပြီးတော့ပဲဆဲတာဟိုတပ်ပုံတက်ထောင်ပြပြီးတော့ဖုန်းထဲမှာမမိုးခန့်ကကျွန်တော်တရားဆွဲလိုက်တဲ့ပြဿနာ process ောက်ကကြီးဆိုတာကတော့သူတို့ကဆွဲခွင့်ပေးလိုက်နေနေပဲဆွဲခွင့်ပေးလိုက်တော့ဘာပဲပြောပါဗျာသူတို့လည်းတစ်ချိန်တုန်းက တက်မလို့ချစ်ပါတယ်တက်မလို့ထောက်ခံပါတယ်ပေါ့အဲသူတို့ကသူတို့ဘလို့အကြောင်းမျိုးနဲ့ပေါ့အဲဖွင့်မယ်ဖွင့်မယ်အလိုက်မယ်အဲ့တော့မဖြစ်မနေဆွဲပေးရမယ်သူတို့ကမဆွဲပေးဘူးဆိုရင်လေအဲ့ဒီရဲကိုပြဿနာရှာအောင်ပါอืมကြည့်ရနော်မဖွင့်ပေးဘူးဟာကျွန်တော်တို့ကဖွင့်ပေးဘူးမရဘူးဆိုရင်လေသူတို့အဲ့ဒီရဲကိုပြဿနာရှာမှာအဲ့ဒီစကားကိုသူတို့ပြဿနာရှာမယ်ကဲကြည့်ရအဲ့တော့ဟိုကလည်းဒီဘက်ကဇော်ပုံးရေးဖြစ်နေတယ်အဲ့ဒီဘက်ကလည်းအာမဘာတာမဘာတာဖွဲ့ဝင်နေတာ တရားမစွဲပေးရအောင်အမှုမဝင်ပေးရအောင်လို့ပြောရင်လေအဲ့ဒီရဲအရှင်းအောင်อืมအရဲအတွက်လည်းကျွန်တော်ကိုချင်းစားတယ်ကျွန်တော်နားလေအဲ့တော့ဖွင့်ပေးလိုက်မှာရဲကလည်းမထူးတော့ဘူးလေဒီဘက်ကလည်းသူတို့ပြောတော့သူတို့ကသူတို့ဟိုဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ပေါ့နော်ရှင်းဟိုရဲဆိုတာကလည်းတကယ်တမ်းကျတနာဖို့ကောင်းတယ်ရဲကလည်းတကယ်တကယ်တနာဖို့ကောင်းတယ်သူကလည်းမဖွင့်ပေးရင်လည်းပါဟိုလူပိုင်တယ်လို့ဒီလူပိုင်တယ်လို့လည်းပြားပေးဦးမှာ ကြံဖို့ကြံဖို့အဓိကတော့ဘုန်းကြီးညံငါတို့ပါအားမလိုပါဘူးอืมလှုပ်ဆမ်းပါချက်ချက်ပြန်ပါဥပဒေရာရှိတွေရောတရားမှာလိုက်အမှုလိုက်မဲ့ရှိနေတွေရောအများကြီးဒီမှာ message တွေကိုပို့ကုန်ပြီอืมเนาะသူတို့လှုပ်ပေးပြရစီကိုစော်ဘုန်းကြီးဆိုရင်လှုပ်ပေးခြင်းလို့လို့ပါတယ် ကိုစုံမင်းအမှုဆိုရင်လိုက်ပေးခြင်းလို့လို့ပါဗျာတဲ့ဒီအမှုကိုကျွန်တော်ကိုယ်တိုင်လိုက်မယ်ဗျာတဲ့ကဲကိုရလှတာပါဗျာနော်ကျွန်တော်တောင်းတကုံတရားရဲစခန်းနဲ့တရားရုံးမှာတရားလာရင်ဆိုင်တဲ့အချိန်မှာကျွန်တော်အသက်အန္တရာယ်တစ်ခုခုဖြစ်တာ ਨੇ သူတို့ကဖျဲသီးပဲဟွန်းနော်ရှင်းနိုင်အောင်ရှင်းအောင်လည်းတရားဖျဲသီးလောက်နေရကိုဖြစ်ရင်ကိုခံမယ်ကျွန်တော်ကဖြစ်ရင်ကျွန်တော်တရားခံတော့ခင်ဗျားတို့ကတရားလို့ တကယ်လို့ကနိုင်သွားပြီဟဲ့ဆိုရင်တော့မင်းခွေးဖြစ်ပြီရောကိုเจ้าကိုတွေးအဲ့တော့ဒီကောင်ပြောသားတာပါဖြစ်လဲတရခံအတူเนาะတရလို့ကဟိုကောင်မတွေတရလို့ကနိုင်သွားတယ်ဆိုတော့ဟိုကောင်မတွေနိုင်တာဗောဟိုကောင်မတွေနိုင်တော့မင်းခွေးဖြစ်ပြီဗောအဲ့တော့ဒီကောင်ခဏပြောသွားတဲ့အထဲမှာတို့တို့အခုလို့တရားဆွဲလို့ရတာဒီကောင်ဇော်ဘုံဟဲ့ကိုတုံတန်တရားဆွဲလို့ရမှာမဟုတ်ဘူးเนาะအဲ့တော့တို့ရဲ့ဇင်းမြစ်ကိုလိုက်မယ်ဆိုရင်တော့တို့ရဲ့နောက်ွယ်မှာဒီကြံ့ဖို့ပါတီဆိုတာလည်းဆီအောင်မယ်เนาะ ဒီမဘာသားကိုမွေးထုတ်ထားတာသူတို့ဒီကြံ့ဖို့တွေကပဲမွေးထုတ်ထားတာနော်မဘာသားရဲ့တခုခုဖြစ်ရင်ကြံ့ဖို့အကူအညီတောင်းမယ်ကြံ့ဖို့အကူအညီတောင်းရတော့ကြံ့ဖို့ကတော့ကျုံးမှာပဲနော်ဘလို့ပဲဖြစ်ဖြစ်နောက်ပြီးတော့ဒီကောင်ဇော်ဘုံဟင်းကလိုက်ပြီးတော့ပတ်မှွေထားတာဒီအောင်မင်းကိုလည်းဘုံပြောက်သွားအောင်လှုပ်လိုက်တယ်ပြီးတော့ဒီမင်းသားကြီးဆိုတဲ့ကောင်နဲ့လည်းဒီကောင်ကဖြစ်သေးတယ်နော်အခုတော့ဒီမိုက်ကယ်ကျော်မြင့်ရဲ့မရင်ငယ်လင်ကျော်မပါအစ်စ်ပါလာပြီဆိုတော့เนาะသူတို့ရဲ့ပွဲကတော့ကြီးလှပြီပေါ့ ုံတုံကောင်တွေကဒီကောင်အမှုဖွင့်လို့မရဘူးအခုလိုအမှုဖွင့်လို့ရတယ်ဆိုတာကလည်းတို့ဒီကြံ့ဖို့ရဲ့စနက်တော့မကင်းဘူးနော်ဒီရဲကိုပါချိန်လာ6လာလောက်တယ်ဆိုတော့အဲ့တော့နောက်ဆက်တွေပါဆက်ဖြစ်လာမလဲကျွန်တော်စောက်ကြည့်ကြတာပေါ့နော်အဲ့တော့ဒီနောက်မှာလည်းဒီကောင်ဇော်ပေါင်း66ဂါကြီးခွေးကိုက်ပွဲဥပဒေနဲ့အမှုဖွင့်ခံထားရလို့ဆိုပြီးတော့ထောင်နှန်းဆန်ရတော့မှာကိုကြဲ့ပြီးပျော်နေစားတဲ့ဒီစာကလေးကောင်းနဲ့အမျိုးရုပ်ကြော်စိုးရဲ့ဗီဒီယိုလေးကိုလည်းကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာဒီနေ့ကကျွန်တော်မေလာရှင်းနေဖြစ်ပါတယ်အဲ့တော့ပရမဆုံးတစ်ခုတင်ပြချင်တာက ဒီကုစောဘောရင်6ယောက်ကာကြီးနဲ့အမှုပုခံလာရတော့သိရတယ်အဲ့တော့6ယောက်ကာကြီးကကျွန်တော်ဒီဆက်သွယ်ပုံမှာလည်းဖြစ်တယ်อืมဖွင့်တာကကျွန်တော်ဒီရန်ကုန်တိုင်းဒေသကြီးတောင်တုံးမှာဖွင့်တာအဲ့တော့ရန်ကုန်မှာနေတဲ့ဒီအမျိုးသမီးတယောက်ကဖွင့်တယ်ဗောဗျာအဲ့တော့ဖွင့်တဲ့လူကိုဖွင့်တဲ့လူနဲ့ပတ်သက်ပြီးတော့သူကမှန်တယ်သူကမှားတယ် ဒီပေါ်မှာကျွန်တော်ဆွေးနွေးသွားမှာမဟုတ်ပါဘူးအဲ့တော့မားဂျင်ပြောနေတာဒီကောင်ကြက်ပြီးတော့ဥပဒေအရသုံးပြမဲ့ကိစ္စလည်းဖြစ်တယ်ဥပဒေအရသွားမဲ့ကိစ္စလည်းဖြစ်တယ်ဒီပေါ်မှာတော့ကျွန်တော်မဆွေးနွေးလို့ပါဘူးအဲ့တော့ဖွင့်တဲ့လူကမားသည်ပဲဖြစ်စေဖွင့်တဲ့လူကမှန်သည်ပဲဖြစ်စေဒါကကျွန်တော်ရဲ့ကိစ္စလည်းမဟုတ်ပါဘူးအဲ့တော့ထပ်ပြီးတော့ကျွန်တော်တို့ဒီကိုစောပွင့်ကပြောပါတယ်သူလည်းအဲသူလည်းဒီ၂ရောက်ကိုလူပုဂ္ဂိုလ်နဲ့ကိုသူလည်းအမှုဖွင့်မယ်လို့ပြောတယ်ဗျာอืมตัวนี้ได้เนี่ยคณะเอตกุมาเนี่ยเปลี่ยนออกมาตัวอมุพุ่มมาเลยပြောတယ်ဒါတော့ကျွန်တော်တို့ဒီကုစုပ်ပွင့်နဲ့ပတ်သက်တဲ့အခြေအနေပေါ့ဗျာတချို့ကကျွန်တော်လန့်လန့်မိကြလို့ကုစုပ်ပွင့်အမှုဖွင့်ခံတာဟုတ်လားဆိုတော့ကျွန်တော်တို့လည်း အကျွန်တော်မိတ်ဆွေတွေမိတ်ဆွေတွေကပို့တော့ကျွန်တော်လက်ကြည့်လိုက်တော့ဟုတ်တယ်လို့ဟုတ်တယ်လို့ကျွန်တော်သိရတယ်။ငူးဖွင့်ကန်တော့ဟုတ်တယ်ဟုတ်တယ်။အဲ့ဒါမှန်တယ်။အဲ့တော့ဒီပုံမှာကျွန်တော်မိတ်ဆွေကကျွန်တော်ခမရထင်မြင်ချက်ပေးပါဆိုတော့ကျွန်တော်ဒီပုံမှာထင်မြင်ချက်ပေးမှာမဟုတ်ပါဘူး။အားကြောင့်လဲဆိုတော့ပြောတော့အဲ့ဒီတရားရုံးကိစ္စလည်းဖြစ်တယ်။ဒါကကျွန်တော်တို့ဒီသူဥရိယာသွားမယ့်ကိစ္စလည်းဖြစ်တယ်။ဒီပုံမှာကျွန်တော်မှားတယ်မှန်တယ်ကျွန်တော်မပြောလို့ပါဘူး။ထပ်ပြီးတော့ကျွန်တော်ကိုစိုးဘုန်းကြီးကလည်းအဲဒီလူပုဂ္ဂိုလ်နှစ်ယောက်ကိုထပ်ပြီးတော့ကျွန်တော်တို့ဒီအမှုဖွင့်မယ်လို့ပြောတယ်။ဒီပုံမှာကျွန်တော်နှစ်ဖက်စလုံးကဘယ်သူကမှန်တယ်ဘယ်သူကမှားတယ် ီကောင်မှာတော့ကျွန်တော်မပြောလို့ပါအောင်မဆွလို့လို့ပါအောင်အဲ့တော့ဒီကောင်ကဘယ်မှတ်ချက်ပေးမလဲဒီကောင်ဇော်ဘုံဟင်းထောင်နန်းဆန်သွားရင်တော့ဘုံမဟာရယာမပြီးနေရာရလာမှာကတော့ဒီစာကလေးကောင်နဲ့အမျိုးရုပ်ကြော်ဆိုးဦးပဲဆိုတော့ကဒီကောင်ပျော်တာပေါ့ဟိုကောင်ထောင်နန်းဆန်လေးဒီကောင်ပို့ပြီးတော့နေရာရလေပို့ကြိုက်လေပဲလေနော်အဲ့တော့ဒီကောင်ပဲမှတ်ချက်ပေးမလဲဒီမှာပဲကြည့်အောင်သူရဲ့ Telegram channel ထဲမှာတင်ထားတာခနဲ့တယ်လို့ရွဲတယ်လို့နဲ့အပြန်အလှန်မှုဖွင့်ကြတော့တဲ့ရန်ကုန်ကလူကပြင်းဦးနေသွား ပြင်းလွင်မှာစီးတဲ့လူကရန်ကုန်ကိုလာဆိုပြီးတော့ဒီကောင်ခနဲ့တက်တဲ့ရွတ်တက်တက်နဲ့ရေးတင်ထားတာကိုလည်းအားလုံးတွေးကြမှာဖြစ်ပါတယ်ဘေးနားမှာကျွန်တော်ချပြပေးထားတဲ့အတိုင်းပဲပုံမှန်ဆိုရင်တော့ဒီကောင်တွေကတစ်ခုခုဖြင့်ဇဘုံရင်ဘတ်မှာပဲအခုကျတော့ဇဘုံရင်ဘတ်လည်းမရှိဘူးဟိုကောင်တွေဘတ်လည်းမရှိဘူးဆိုတော့အားလုံးတတိထားကြည့်မိရင်သိနိုင်မှာပါနော်ဟိုဇဘုံရင်ဘတ်လိုက်မယ်ဆိုရင်လည်းဒီကောင်တွေနဲ့ဒီကြံ့ဖွင့်တဲ့မဘာသားတွေကိုကြောက်ရအောင်မယ်ဟိုဘတ်မမိုးခိုင်တို့ဘတ်မှာနေမယ်ဆိုရင်လည်းဒီကောင်ဇဘုံရင်ကိုထပ်ပြီးတော့ကြောက်ရအောင်မယ် ဲ့တော့အကောလုံးထောင်နှန်းဆန်သွားရလေဒီကောင်ပူကြိုက်လေပေါ့။ तू ကနေရပို့ပြီးတော့ရလာမှာ哦။အဲ့တော့စောက်ကြည့်ကြသေးတာပေါ့နော်။ကဲတော့နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်ငလင်ပေးတင်နေတဲ့ပြည်သူတွေအပါအဝင်သူတို့စစ်ခွေမိသားစုဝင်တွေပါမချမ်း။ဆိုင်ကန်းနဲ့မြေခွက်တွေလိုက်သိမ်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအမျိုးရုပ်ပေါက်ကတော့ကလည်းဘလို့တွေဖင်ကုန်းអော်ထားပေးမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်ညာ။ ဥပဒေကိုတော့ဥစဉ်ကလက်ခံပါတယ်ဥပဒေတိုင်ဆောင်ရွက်ထားလို့လည်းဥစဉ်ကဘာမှတော့အပြစ်မပြောလို့ပါဘူးဒါပေမဲ့မန္တလေးမြို့ပြောလို့လည်းမရဘူးပေါ့နော်ငလျင်ဘေးဒဏ်ခံရသူတွေကမန္တလေးမြို့ဆိုခုရထီငလျင်တန်းကိုကြောက်နေရတော့မှလှုပ်လဲလှုပ်နေတဲ့ခါကြီးလည်းရှိပါတယ်ဗျာနော်အဲ့တော့ဘာလို့ပြောချင်တာလဲဆိုရင်88လမ်းပြည်ကြီးတကွယ်မြို့နယ်တကွင်းတိုင်းပလာကရက်ွက်တမတော်ပရိဘောကဆက်ယုံတဲ့မျက်နှချင်းဆိုင်ဆိုင်ကိုင်းများပေါ့နော်ဆိုင်ကိုင်းများ အဲ့ဒီဆိုင်ကန်းနေဆိုလို့ရှိရင်ဒါတချို့ဆိုလို့ရှိရင်တတ်မတော်မိသားစုတွေတတ်မတော်မိခိုတွေပြူတွေပေါ့ဒါနေနေရတယ်ခုလိုငလျင်ကာလာကြီးမှာနော်ဟိုပါပေါ့နော်အဖွဲစာတွေတော့လာကတ်သွားပြီပေါ့နော်စာတွေရောလာကတ်သွားပြီဖယ်ပေးရမယ်ပေါ့မဖယ်ပေးရဥပဒေရအေးယူမယ်ဥပဒေရထိရောက်စွာလောက်ဆောင်မယ်လို့လဲဒါဥစဉ်တို့ညီတို့ဥစဉ်ဒါ နိုင်ငံပိုင်မြေပေါ်မကျူးကျော်ရပေါ့ဥဒေရရေးယူခြင်းခံရမည်ဆိုပြီးမှရေးထားတယ်မှန်ပါတယ်ဒါနိုင်ငံတော်မြေနော်ဆောက်လို့ရရန်ဒရာကပေါ့နော်ဟွာပေါ့ရန်ဒရာတက်ခွဲကရာဒူးကတော့ဥအောင်နိုင်စိုးနဲ့တကွန်းတိုင်းရက်ွက်ကြေးရွာအင်းတကွန်းတိုင်းရက်ွက်ကြေးရွာယာယမှုများပေါ့ဗျာအဲ့တော့ဥစဲအနေနဲ့ပြည်သူတွေရဲ့ကိုသားဒီတက်မတော်မြေခိုးတွေရဲ့မြေကိုသား နိုင်ငံတော်အကြီးများအကြီးကဲများနဲ့နာဆာကတာဝန်ရှိပုဂ္ဂိုလ်များအားလုံးမေတ္တာရပ်ခံနေပါတယ်ဗျာနော်သူတို့ရွှေ့ဖို့ပြုလို့ဖြက်လို့အချိန်လေးရအောင်တလတန်စီတလပဲဖြစ်ဖြစ်15ရက်ပဲဖြစ်ဖြစ်ဒီလောက်ကလေးမှရချိန်လေးမှပေးလို့မရဘူးလားလို့ဦးစင်နေနဲ့ပြောကြပါလေဗျာနော်ဒီချင်ကငလျင်ကာလာကြီးဗျာငလျင်ဖြစ်နေတဲ့အချိန်ဗျာအခါတဲ့ဓာကြီးတို့ရန်ရရရင်နဲ့ဖြိုးမယ်ဖြက်မယ်ဆိုလို့ရှိရင်တမတော်ပုံရိပ်လဲထိခိုက်နိုင်တယ်လို့ တမ်မတော်ရဲ့ဂုဏ်ိတ်ခါလဲညွှန်းနှားနိုင်တယ်လို့ပြူရီယာလဲတမ်မတော်ကိုအမြင်လွဲအထင်လွဲဖြစ်နိုင်တယ်လို့ဥစဉ်နေနဲ့တုံ့တက်ချင်ပါတယ်ဗျာနော်ပြူရီယာလဲအဲ့တမ်မတော်မိခိုမိသားစုတွေပြူရီယာလဲဒါတို့တို့ဖဲရမှာဆိုတော့တည်ရနားလေတယ်သူတို့ခွန်တောင်းတာကလဲအများကြီးမတောင်းပါဘူးတလားလောက်ပဲတောင်းတာပါအဲ့တော့နိုင်ငံတော်ကြီးကဲများအနေနဲ့ဒီတုံ့ရဆိုလို့ရှိရင်ဒါဒီလိုအချိန်ကာလလေးမှာ15ရက်တန်းစီတလားတန်းစီနော်ရချင်းလေးပေးတယ်နဲ့လို့ဥစဉ်အနေနဲ့တုံ့တက်ပါတယ်ဥပဒေကိုနားလဲပါတယ် နိုင်ငံတော်အမြင်မကျူးကျော်ရဆိုလဲဦးစင်းတို့အနေနဲ့နားလဲတဘောပေါက်ပါတယ်အဲသူတို့တွေနေလာတာကနှစ်ပေါင်း90လောက်နှစ်ပေါင်း50ရှိပါ යි အဲ့တော့နေမောင်း၄50ရှိလာတဲ့ဆိုင်ကိုင်းတွေကိုအခုရုတ်တရက်ငလျင်ကလာကြီးမှာဖြတ်မယ်ဆိုလို့ရှိရင်နိုင်ငံရေးရာကြီးကြီးဘလို့ပဲကြီးကြီးဗျာခင်ဗျားတို့ကိုယ့်ဘက်ကဟုတ်လားပြူတွေကိုပေါ့အထင်လွဲမြင်လွဲဒီချိန်မှာမလွဲစေချင်တာပေါ့နော်အဲ့တော့ရန်နေရာဒီဖြတ်စည်းမဲ့အခွက်လာဘက်ကလည်းမပါတယ်လို့ထွေုံလည်းမပါတယ်လို့စီပင်လည်းမပါဘူးအဲ့တော့ဒကာကြီးတို့အနေနဲ့15ရက်ဖြစ်ဖြစ်တလဖြစ်ဖြစ် ရက်ဆိုင်ပေးပါလို့အဲ့တော့မင်းဘလို့ပဲတောင်းဆိုတောင်းဆိုမင်းတို့ခွေးတက်ကြီးကတော့လူစကားနားလေလို့လားပြောပါဦးဟမ်အဲ့တော့ဒီကောင်လေးအာနာသိမ့်ပြီးမှဒီမြေခွက်သိမ့်တဲ့ကိစ္စတွေရာလဲတနေ့ထက်တနေ့ပို့ပို့များလာတော့အောင်တွေးကြအောင်ပေါ့နော်အဲ့တော့မင်းတို့ဘလောက်ထိပဲတောင်းဆိုတောင်းဆိုဟိုကတော့လက်ခံပေးမှမဟုတ်တဲ့အပြင်ကိုသိမ့်မှာကတော့သိမ့်မှာပဲအခုပဲကြည့်အောင်မင်းတို့ဒီစစ်ခွေးမိသားစုဝင်တွေပါမချမ်းမနဲ့အကုန်သိမ့်နေဆိုတော့ဒါအောင်မှအခုထိအတိတ်တရားမရသေးရင်တော့လဲဆက်ပြီးတော့ခံကြအောင်ပေါ့နော် ကဲတော့ဒီမနက်ပိုင်းလေးကတော့ဒီလောက်ပါပဲကျွန်တော်အားပေးကြတဲ့ကျွန်တော်ညီကောင်မောင်လေးတွေတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်ညနေကျမှပဲအချိန်ရရင်တော့ကျွန်တော်တည်င်းကောင်းနေနဲ့ပြန်ပြီးတော့တက်လာခဲ့ပါဦးမယ်အားလုံးပဲကျမ်းမာပေးကင်းကြပါစေခင်ဗျာ